ဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာကတော့တချိန်ကကဘာကိုတောင်စိန်ခေါ်မလို့ဖြစ်ခဲ့တဲ့ကျွန်တော်တို့အားလုံးသိကြတဲ့နီးပညာကုမ္ပဏီကြီးတစ်ခုရဲ့အကြောင်းပါဟုတ်ပါတယ်အဲ့ဒါကတော့ Huawei ပါပဲဒါပေမဲ့ဒီနေ့ကျွန်တော်တို့ပြောမှာကသူတို့ရဲ့အောင်မြင်မှုတွေအကြောင်းမဟုတ်ပါဘူးနိုင်ငံတကာဈေးကွက်မှာအထူးသဖြင့်ထိုင်းနိုင်ငံလိုနေရာမျိုးမှာသူတို့ရဲ့ပုံရိပ်တွေဘလို့ပျောက်ကွယ်သွားလဲဆိုတဲ့အကြောင်းပြီးတော့တရုတ်ပြည်ရင်ကသုံးဆွဲသူတွေစီကပြောစကားတွေကိုဖွင့်ချသွားမှာပါဒီဖြစ်ပျက်ကထိုင်းနိုင်ငံမှာနေထိုင်တဲ့တရုတ်နိုင်ငံသားတယောက်ရဲ့ ်အန်အော်တုံလှုပ်ဖွယ်တွေ့ရှိမှုတစ်ခုကနေစတင်ခဲ့ပါတယ်။သူပြောတော့ကဟာဝေးဖုန်းတွေဟာညာရင်းချင်းပဲပျောက်ကွယ်သွားပါတယ်တဲ့။ဒါကိုကြည်ချင်းအဖြစ်ဟာဝေးအမှတ်တရစိတ်ဟာအထူးသဖြင့်နိုင်ငံတကာဈေးကွက်နဲ့တရုတ်ပြည်ရင်သုံးဆွဲသူတချို့စီမှာပါစိန်ခေါ်မှုအကြီးကြီးတွေနဲ့ရင်ဆိုင်နေရပုံပါပဲ။ Far ahead ဆိုတဲ့ကြွေးကြော်တဲ့အတူအချိန်ဟုန်နဲ့ပြန်လာဖို့ကြိုးစားနေပေမဲ့လက်တွေအသုံးပြုသူတွေရဲ့အတွေ့အကြုံတွေကတော့အကောင်းဆိုးရောထွေးနေတာထက်ပိုဆိုးနေပုံရပါတယ်။အရင်ကနိုင်ငံတကာမှာဟာဝေးဟာအချိန်ဝါကြီးမှာခဲ့ပါတယ်။ ဥပမာဘန်ကောက်လိုမျိုးကြီးတွေကအထင်ကရကုန်တိုင်ကြီးတွေမှာ flash store အကြီးကြီးတွေဖွင့်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းအထူးသဖြင့် Central Plaza လို့လူစီကားသုံးနေရာမျိုးတွေမှာတော့အရင်ကအထင်ကရရှိခဲ့တဲ့ Hardware Store တိုင်းကြီးတွေပျောက်ွယ်သွားပြီးတာမန်ဖုန်းမျိုးစုံရောင်းတဲ့ဆိုင်တွေကကောင်းတာငယ်လေးတစ်ခုဖြစ်ပဲကြံရှိတော်တာမျိုးတွေတွေ့လာရပါတယ်။ပိုပြီးသတိထားမိစရာကတခြားတရုတ်အမှတ်တံဆိပ်တွေဖြစ်တဲ့ Oppo, Vivo, Xiaomi တို့ကတော့ဈေးဝယ်စင်တာတွေမှာနေရာအနှံ့ရှိနေတော့မှာပဲ။ဒါကဈေးကွက်တစ်ခုလုံးရဲ့ပြဿနာမဟုတ်ပဲ ဟာဝေးတူတွေရင်ဆိုင်နေရတဲ့အခက်အခဲဖြစ်နိုင်တာကိုပြနေပါဗျ။နိုင်ငံတကာကတခြားဟာဝေးစတိုးဆိုင်တွေမှာလည်းဝန်ထမ်းတွေကလွဲလို့ဝယ်သူစိတ်ဝင်စားမှုလုံးဝမရှိသလောက်ခြောက်ကန်နေတဲ့မြင်ကွင်းတွေကလည်းဒီအချက်ကိုထောက်ခံနေပါဗျ။ဟာဝေးရဲ့ရောင်းအားကိုပြည်ရင်းဖြစ်ကိုအားပေးပါဆိုတဲ့မျိုးချစ်စိတ်ကအဓိကတွန်းအားပေးနေတယ်ဆိုတဲ့သုံးသက်ချက်တွေအများကြီးရှိပါဗျ။ဒါပေမဲ့အဲ့ဒီလိုမျိုးချစ်စိတ်တစ်ခုတည်းနဲ့ဝယ်ယူခဲ့တဲ့သုံးဆွဲသူတွေစီကစိတ်ပြတ်တံတွေလည်းကြက်ကြဲလောင်လောင်ထွက်ပေါ်လာနေပါတယ်။တရုတ်ပြည်ရင်းမှာကိုပဲ Huawei ဖုန်းတွေဟာဈေးနှုန်းအလွန်အမင်းကြီးမြင့်ပြီ ေးရတဲ့ဈေးနဲ့တန်တဲ့ရေသွေးမရဘူးလို့ဝေဖန်မှုတွေရှိနေတာကြားပါပြီ။ဥရောပမှာနေတဲ့ဖောက်တဲ့တူရဲ့ဖုန်းဆိုရင်စကရင်ကြီးတစ်ခုလုံးကွာကြလာပြီးချီမြင်တစ်ချောင်းနဲ့ပဲကျန်တော့တဲ့အထည်မျိုးဖြစ်ခဲ့တာမျိုး။ဟာဝေးဖန်အမာကန်လို့ကိုကိုကိုတတ်မှတ်သူတွေကတော့ discount နဲ့ရတဲ့ဖုန်းတွေနှစ်နှစ်ထက်ပိုမကန်ဘူးဆိုတာမျိုးတွေဖွင့်ဟလာကြပါတယ်။ယွမ်6000၊မြန်မာငွေ330ကျော်ပေးဝယ်ရတဲ့ဖုန်းက WeChat လို့အခြေခံ application အောင်ကောင်းကောင်းသုံးလို့မရဘူးလို့ဆိုရတာမျိုးကတော့တော်တော်လေးဆိုးရတဲ့အတွေ့အကြုံပါပဲ။တာမန်ဖုန်းတွေထားပါတော့ ကုမ္ပဏီကအရန်ခွင်ယူတဲ့ Mate 70 Pro လို့ flagship ဖုန်းတွေကရောဘလို့ရှိနေလဲ L content creator တွေအတွက်အရေးကြီးဆုံးက camera နဲ့ live streaming မှာဒါပေမဲ့ Huawei flagship ဖုန်းတွေနဲ့ live လွှင့်တဲ့အခါကိုယ်ဖုန်းထဲမှာကြည်လင်နေပေမဲ့ကြည့်ရှုသူတွေစီမှာရောက်ရှိသွားတဲ့ရုပ်က raw data တည်ငြိမ်မှုကလည်းအရန်ဆိုးရွားနေတယ်လို့ဆိုပါတယ်ဒါဟာ iPhone 13 Pro Max လို့နှစ်တော်ကြာနေပြီဖြစ်တဲ့ model ကိုတော့မရှင်းနိုင်ဘူးလို့ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ် ဒါကဖုန်းရဲ့ဆွမ်းဆောင်ရေးပိုင်းကဒီလောက်ကြီးမားတဲ့ဝင်ကုန်မှနိုင်တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။ဟာဝေးအရန်တွန်းတင်နေတဲ့ခေါက်ဖုန်းတွေကတော့ပြဿနာရဲ့ဗဟုချက်မှလို့တောင်ဖြစ်နေပါတယ်။ဝယ်ပြီးရပိုင်းအတွင်းမှာပဲစခရင်ကမှင်ဆက်တွေပေါက်ကွဲထွက်လာသလိုအမဲရောင်ကြီးဖြစ်သွားတာ။ပုံမှန်ခေါက်ဖုန်းဖွင့်ပိတ်လုံရင်းနဲ့စခရင်အတွင်းမှာလေပူပေါင်းတွေထလာပြီးအစင်းတွေပေါ်လာကနောက်ဆုံးလုံးဝမဲသွားတာ။စခရင်ပရိုတက်တာလို့ပစ္စည်းတစ်ခုအစ်စ်သွားကတ်ယုံနဲ့စခရင်တစ်ခုလုံးပျက်စီးသွားတာမျိုးတွေဟာ သုံးဆွဲသူတွေအတွက်တကယ့်ကိုထိတ်လန့်စရာအတွေ့အကြုံတွေဖြစ်နေပါတယ်။ပစ္စည်းကတော့ပြတ်တက်တာသဘာဝပါ။ဒါပေမဲ့ပြတ်တဲ့အခါပြန်လဲတာဝန်ယူမှုနဲ့ဝန်ဆောင်မှုကအရေးကြီးဆုံးပါ။ဒီကဏ္ဍမှာဟာဝေးဟာဝေဖန်မှုအပြင်းထန်ဆုံးခံနေရပါတယ်။ပြတ်သွားတဲ့ဖုန်းကို service center မှာတလာခွဲလောက်ထိကြာတာမျိုး customer service hotline တွေကတာဝန်ကိုတယောက်စီလွှဲချနေတာမျိုးတွေကသုံးဆွဲသူတွေကိုအရှုံးပေးလက်မြောက်သွားစေပါတယ်။အဆိုးဆုံးကတော့ brandy ညင်းပယ်တဲ့အကြောင်းပြချက်တွေပါ။ဖုန်းမှာအရန်သိနေတဲ့ မမြင်ရတဲ့လောက်နေပါအစင်းရတဲတဲလေးတစ်ခုရှိတာနဲ့ဒါကသုံးဆွဲသူကြောင့်ပျက်စီးခြင်းမှာဆိုပြီးအာမခံလုံးဝမပေးတော့တာမျိုးတွေကြုံနေရပါတယ်။ဒါကသုံးဆွဲသူတွေဘက်ကကြည့်ရင်ဖုန်းကိုလုံးဝထိလို့မရ၊သုံးလို့မရဘူးလားလို့မေးခွန်းထုတ်စရာဖြစ်လာပါတယ်။နောက်ဆုံးအနေနဲ့ random download လောက်တာလေးကိုတော့ပတ်စံပေးဝယ်ခိုင်းတာမျိုးကတခြား brand တွေမှာမတွေ့ရပဲ Huawei မှာမှကြုံရတာမျိုးသုံးဆွဲသူတွေရဲ့မကျေနပ်မှုကိုပိုတိုးစေပါတယ်။ဒီပြဿနာတွေအားလုံးရဲ့အရင်းခံက marketing မှာရှိနေပုံပါပဲ။ Huawei ရဲ့ marketing ကလိုရာထက်ပိုလုံလွန်ပြီးအသရင်လိမ့်နေတယ်လို့ဖြစ်နေတယ်လို့ vlogger တွေကထောက်ပြကြပါတယ်။ထုတ်ကုန်ရဲ့ရည်သွေးနဲ့ဝန်ဆောင်မှုကလက်တွေ့မှာဒီလောက်အားနည်းနေချိန်မှာကြော်ညာတွေကကမ္ဘာအကောင်းဆုံးလို့တွင်းတွင်းကြော်ညာနေတာကသုံးဆွဲသူတွေရဲ့ယုံကြည်မှုကိုပိုပြီးကြဆင်းစေပါတယ်။ဒါကြောင့်လဲကုန်တိုင်းတစ်ခုထဲမှာ Apple Store ကလူတွေပြည့်ကျက်နေချိန်မှာ Huawei Store က၆ကန်နေတာမျိုးတွေဖြစ်နေတာပါ။သုံးဆွဲသူတွေကအသိဉာဏ်ရှိလာကြပါပြီ။အထူးသဖြင့်တရုတ်ပြည်ရင်းကသုံးဆွဲသူတချို့တော့ တီရင်ဘရန့်ဆိုတဲ့ကောင်းတဲ့အောက်မှာအချက်မကောင်းတဲ့ vlogger တွေရဲ့တွန်းတင်မှုတွေကိုတတိထားမိလာကြပုံရပါတယ်။ခြုံပြောရရင် Huawei အနေနဲ့မျိုးချစ်စိတ်ဆိုတဲ့ခံစားချက်တစ်ခုတည်းပေါ်မှာမှီခုံမဲ့အစားတကယ်လက်တွေ့အသုံးပြုမှုမှာအပြစ်ပြောစရာမရှိတဲ့ထုတ်ကုန်ရည်သွင်းတဲ့တာဝန်ယူမှုအပြစ်ရှိတဲ့ရောင်းပြီးဝန်ဆောင်မှုတွေကိုအရင်ဆုံးအခိုင်အမာတိဆောက်ပြဖို့လိုအပ်နေပြီဖြစ်ပါတယ်။ကဲဒီအကြောင်းအရာတွေကိုဆက်ပြီးကြည့်လိုက်တဲ့အခါ Huawei နဲ့ပတ်သက်တဲ့သုံးဆွဲသူတွေအတွေ့အကြုံဟာတော်တော်လေးကိုစိုးရင်ကြာကောင်းတဲ့အခြေအနေမှာရှိနေတာတွေ့ရပါတယ်။ ဒါဟာမျိုးချစ်စိတ်ဆိုတာတခုတည်းနဲ့ရေရှည်ရက်တီဖို့မလွယ်ဘူးဆိုတာကိုမိမောင်းထုတ်ပြနေသလိုပါပဲဒီကိစ္စမှာတော်တော်လေးထင်ရှားတဲ့ကွာခြားချက်တခုကိုတွေ့နေရပါတယ်ဥပမာညနေ6နာရီလိုလူစီကားရမယ့်အချိန်မျိုးမှာကုန်တိုင်ထဲကဟာဝေးရောင်းဆိုင်တွေကိုဝင်ကြည့်လိုက်တော့လူတယောက်မှမရှိသလောက်ခြောက်ကန်နေတာမျိုးဘေးကျင်းကရှောင်းမီဆိုင်မှာလည်းအခြေအနေအတူတူပဲဖြစ်နေတာမျိုးတွေတွေ့ရပါတယ်ဒီမြင်ကွင်းကိုအပေါ်တက်က Apple Store နဲ့ရှင်းကြည့်လိုက်တဲ့အခါမှာတော့ Apple မှာလူတွေပြည့်ကျတဲ့အချိန်မှာ ဥဆောင်နေတယ်ဆိုတဲ့တခြား brand တွေကတော့လုံးဝတိတ်ဆိတ်နေပါဗျ။ဒါကတရုတ်လူမျိုးတွေကိုလိမ်ညာနေတာပဲဆိုတဲ့ဝေဖန်သံတွေထွက်ပေါ်လာစေတဲ့အထီးပါပဲ။ဒါပေမဲ့စိတ်ဝင်စားစရာအကောင်းဆုံးချက်ကဒါပါ။အယောင်းဆိုင်တွေမှာလူမရှိပေမဲ့ Huawei ရဲ့ service center တွေမှာတော့လူတွေပြည့်ရှန်နေပါဗျ။ကြက်ပြတ်မကြစီကားနေတယ်လို့တင်စားရလောက်အောင်ပါပဲ။လူတွေတန်းစီပြီးစိတ်ပြက်လက်ပြက်နဲ့ဆောင်းဆိုင်နေကြရတဲ့မြင်ကွင်းကမေးခွန်းတစ်ခုကိုမဖြစ်မနေမေးလာစေပါဗျ။ဖုန်းတွေသာတကယ်ရေသွေးကောင်းနေရင် ဘသူကအချိန်ကုန်ခံဒုက္ခခံပြီးဒီမှာလာတန်းစီနေမှာလဲဆိုတာပါဒါဟာဟာဝေးဝယ်သုံးတဲ့သူတွေကန်ဆိုးတာပဲလို့ပြောရမလောက်အောင်ထုတ်ကုန်ရဲ့အရေးသွေးပိုင်းမှာအားနည်းချက်တွေရှိနေနိုင်တာကိုပြသနေပါတယ်စားပစ်စင်တာတွေဘာလို့ဒီလောက်စီကားနေရသလဲဆိုတာကိုဒီအဖြစ်ပြက်တွေကသက်သေပြနေပါတယ်အထူးသဖြင့်ဟာဝေးရန်ကုန်ယူတဲ့ခောက်ဖုံးတွေမှာပြဿနာတော်တော်များများတွေ့နေရပါတယ်ဒီမှာဟာဝေးကိုတိုက်ခိုက်လို့သူမဟုတ်ပဲတစ္ဆာရှိသောယူသားတွေကတယောက်ကလည်းအခုလိုဖွင့်ချလာပါတယ် Samsung ခေါက်ဖုန်းကိုသူအရင်ဆုံးဝယ်ထားတာတစ်နှစ်လောက်ရှိပါပြီ။ကာဗာလုံးဝမပါဘဲသုံးတာတော့အပွန်းရတချို့ရှိတာကလွဲလို့ screen ပေါ်မှာဘာပြဿနာမှမရှိပဲလုံးဝအကောင်အတိုင်းရှိနေတော့မှ။ Huawei X5 ခေါက်ဖုန်းကတော့တငယ်ချင်းတယောက်ကလက်ဆောင်ပေးထားတာဖြစ်ပြီးသုံးတာမကြသေးပါဘူး။ဖုန်းရဲ့အလဲတဲတဲခေါက်ချိုးနေရာကလုံးဝပျက်စီးနေပါပြီ။သူကဒါကိုမကောင်းမှုပြောနေတာမဟုတ်ပဲဘာလို့ဒီလိုဖြစ်ရတာလဲဆိုတော့ကိုပဲသိချင်တာလို့ဆိုပါတယ်။ပုံမှန်သုံးနာချင်းအတူတူ Samsung ကဘာမှမဖြစ်ပဲ ဟာဝေးကဘာကြောင့်ဒီလောက်ပျက်စီးလွယ်နေရသလဲဆိုတာကသူ့အတွက်ကြီးမားတဲ့မေးခွန်းတစ်ခုဖြစ်နေပြီးနောက်ဘယ်ဖုန်းပြောင်းသုံးရမလဲဆိုတာကိုပါအလေးနက်စဉ်းစားလာစီခဲ့ပါတယ်ဒီဖြစ်ပျက်ကတော့အားလုံးထဲမှာစိတ်ထိခိုက်စရာအကောင်းဆုံးဖြစ်နိုင်ပါတယ်ဒါကဟာဝေးဖန်အမာဂန်တယောက်ကသူ့နာမည်အရင်းနဲ့တောင်ဖွင့်ချခဲ့တဲ့အတွေ့အကြုံပါသူ့ရဲ့ဟာဝေး Mate HD ဖုန်းကိုဝယ်ထားတာ2လ3လလောက်ပဲရှိပါသေးတယ်တနေ့ညသာစားပြီးချိန်မှာဖုန်းကိုပြစ်ချတာဖိမိတာလုံးဝမရှိဘဲနဲ့စကရင်ပေါ်မှာမြင်းချောင်းတိတိလေးတစ်ချောင်းရုပ်တည်းရဲ့ပေါ်လာပါတယ် သူကလန့်သွားပြီးအာမခံရဖို့အတွက် user damage မဟုတ်ဘူးဆိုတာကိုတတ်သိပြနိုင်မှုချက်ချင်းပဲ service center ကိုဖုန်းဆက်ဓာတ်ပုံတွေ video တွေအားလုံးရိုက်ကူးမှတ်တမ်းတင်ထားခဲ့ပါတယ်။ဒါပေမဲ့ service center ကိုရောက်သွားတဲ့အခါမှာတော့အခြေအနေကပြောင်းပြန်ဖြစ်သွားပါတယ်။၃ရက်ကြာတော့ center ကဖုန်းဆက်လာပြီးဖုန်းရတောက်မှာတည်တည်လေးပဲရှိတဲ့အခြေအရာတစ်ခုတွေ့ရကြောင်းအဲ့ဒီအခြေအရာကြောင်းအရေးယူရာဖြစ်နိုင်ပြီးဒါဟာ user damage ဖြစ်တယ်လို့သုံးဖြတ်ကြောင်းအသိပေးလာပါတယ်။သူ့ဘက်ကဘလို့မှ ပြစ်မချခဲ့ဘူးဆိုတာကို ညသာမစားခင်နဲ့စားပြီးအချိန်တွေကိုဗီဒီယိုတက်တင်နေတောင်ပြနိုင်တယ်လို့အခိုင်အမာပြောခဲ့ပေမဲ့ဟာဝေးဘက်ကဒါလက်တွေ့မကြဘူးကုမ္ပဏီကအင်ဂျင်နီယာတွေရဲ့ဆုံးဖြတ်ချက်သာအတည်ဖြစ်မယ်လို့ပြန်လည်ခြေပါခဲ့ပါတယ်ဆိုလိုရင်းကရှင်းရှင်းလေးပါခင်ဗျားမှာဘလို့ပဲတက်တင်ရှိနေပါစေဖုန်းမှာမမြင်ရသလောက်သေးငယ်တဲ့အနာစာတစ်ခုရှိနေတာနဲ့ဟာဝေးကအဲ့ဒါကိုအကြောင်းပြပြီးအာမခံပေးမှာမဟုတ်ဘူးဆိုတာပါပဲသူဘလောက်တောင်စိတ်ပြတ်သွားလဲဆိုရင်သူ့တငယ်ချင်းတွေကိုခေါ်ပြီးဆိုင်ကိုသွားကျမ်းမြေပေါ်မှာထိုင်ငိုပြီးတော့တောင်းငင်တောင်းပန်ခဲ့ပါသေးတယ် ဘာမှမထူးခဲ့ပါဘူး customer service hotline တွေကုမ္ပဏီရုံးချုပ်တွေအထိအဆင့်ဆင့်တိုင်ကြားခဲ့ပေမဲ့စမ်းသပ်မှုသုံးချိန်တလုံးမှာ Huawei ကအာမခံပေးဖို့နောက်ဆုံးအထိညှင်းဆိုခဲ့ပါတယ်နောက်ဆုံးတော့သူလက်မြောက်လိုက်ရပါတယ်သူဟာ screen အစ်စ်လဲဖို့အတွက်ရွှေ2999မြန်မာငွေ14သိန်းနီးပါးပေးပြီးပြန်လဲခဲ့ရပါတယ်သူကဒါဟာပတ်စံကြောင့်မဟုတ်ပဲဒီလိုမျိုးမတရားဆက်ဆံခံရတာကိုခံပြင်းတာလို့ဆိုပါတယ်ဒါဟာသူ့အတွက်ပထမဆုံးအကျင့်လည်းမဟုတ်ပါဘူး အရင်ကသူ့ရဲ့ Huawei Mate 8X Collider Edition တလုံးလဲဒီလိုပုံစံအတိုင်းသူ့ဘာသာသူပြသသွားခဲ့ပူပါတယ်။သူညီကုန်းချုပ်လိုက်တာကတော့ Huawei Fan တွေမှာကျွန်တော်လိုခံစားခဲ့ရတဲ့သူကျွန်တော်တယောက်တည်းမဟုတ်ဘူးဆိုတာသိကြတယ်ဆိုတာပါပဲ။ဒီဖြစ်ပျက်တွေကထုတ်ကုန်ရဲ့ရေသွေးပိုင်းသာမကရောင်းပြီးနောက်ဝန်ဆောင်မှုပိုင်းမှာပါတုံးဆွဲသူတွေရဲ့ယုံကြည်မှုကိုပြန်လည်ရရှိဖို့ Huawei အများကြီးကြိုးစားရအောင်မယ်ဆိုတာကိုပြသနေပါတယ်။ကဲဒီဇလန်းတွေဒီအတွေ့အကြုံတွေအားလုံးပြန်ပြီးခြုံငုံသုံးသက်ကြည့်ရင် ဒီဖြစ်စဉ်တစ်ခုလုံးမှာကျွန်တော်အထူးသတိထားမိတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ Huawei Fan American တယောက်ရဲ့မှတ်ချက်တစ်ခုပါ။သူကဖုန်းဝယ်တုန်းကအခွန်ကိုအခုထိပေးဆောင်နေသေးပဲဖြစ်တယ်လို့ဆိုပါတယ်။ဟုတ်ပါတယ်။စောစောကခေါင်းဖုန်းမျက်နှာပြင်ပြက်လို့ဂျွမ်3000နီးပါးမြန်မာငွေ14သိန်းနီးပါးပေးပြီး discount နဲ့ပြန်လဲခဲ့ရတဲ့သူကိုဆိုလိုတာပါ။ဒါကဘာကိုပြနေလဲဆိုတော့ Huawei ရဲ့လက်ရှိရှင်သန်မှုဟာကုမ္ပဏီရဲ့တကယ့်ရည်သွေးပုံမှာမဟုတ်ပဲဘလို့ဖြစ်ဖြစ်အားပေးမယ်။ဘလောက်ပဲကုန်ကြကုန်ကြပြန်ပြင်သုံးမယ်လို့ ဒီလိုအမာခံပြိတ္တတစုရဲ့တစ္ဆာဆောင်သိမှုဒါမှမဟုတ်မျက်စိမှိတ်ယုံကြည်မှုအပေါ်မှာအဓိကမှီခိုနေရပုံပါပဲဒါပေမဲ့ဒီလိုမှီခိုမှုကရေရှည်တည်နေမှာလားဒီအခြေအနေကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေကိုကျွန်တော်တို့နက်နက်နဲနဲစမ်းစစ်ကြည့်ဖို့လိုပါတယ်ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ chips ပြဿနာပါဒါကဟွက်ထားလို့မရတဲ့အမှန်တရားပါအရင်တုန်းက Huawei ဟာသူတို့ရဲ့ကိုပိုင် chips တွေနဲ့ Apple Samsung တို့ကိုအမိလိုက်ကြော်တက်ဖို့ကြိုးစားခဲ့ပါတယ်တကယ်လည်းအောင်မြင်မှုတွေရခဲ့ပါတယ် ဒါပေမဲ့နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေစတင်လိုက်တဲ့ချိန်ကစပြီး Huawei ဟာ TSMC လိုအမြင့်ဆုံး chip ထုတ်လုပ်သူတွေစီကနေဝန်ဆောင်မှုမရတော့ပါဘူး။ဒါကြောင့်သူတို့ဟာပြည်ရင်းဖြစ်အဆင့်နှိမ်ထားတဲ့ chips တွေဒါမှမဟုတ် stock လက်ကျန်အဟောင်းတွေကိုပဲပြန်လည်အသုံးပြုလာရပါတယ်။ဒီကွာဟမှုကတာမန်အသုံးပြုမှုမှာတော့သိတာလာပါတယ်။အထူးသဖြင့်စောစောကလို live streaming ကိစ္စမျိုးမှာဆိုရင် Apple ရဲ့ A series chips တွေ iPhone 13 Pro Max လို model ဟောင်းတွေရဲ့စွမ်းဆောင်ရည်ကိုတော့လုံးဝမရှင်းနိုင်တော့တာတွေ့ရပါတယ်။ ဗီဒီယို encoding လောက်တာတုံခါမှုထိန်းကြည့်တာရုပ်ထွက်ကြည့်လင်အောင်လှုပ်ဆောင်တာတွေအလုံးဟာ chips ရဲ့စွမ်းဆောင်ရည်အပေါ်မှာပဲမူတည်နေတာပါဒီနေရာမှာ Huawei ဟာတိတိတသားနောက်ကျကျန်နေခဲ့ပါပြီဒါဟာသုံးဆဲသူတွေရဲ့နေစဉ်အတွေ့အကြုံကိုဓာတ်ရိုက်ထိခိုက်စေတဲ့အဓိကအချက်ပါပဲဒုတိယအချက်ကတော့မျိုးချစ်စိတ် marketing မှာပြည်ရင်းဖြစ်ကိုအားပေးပါနိုင်ငံတော်ကိုကိုစားပြုတဲ့ brand ဆိုတဲ့လှုံ့ဆော်မှုကတရုတ်ပြည်ရင်းစျေးကွက်မှာအချိန်တိုင်းတာတစ်ခုထိအလွန်အမင်းလှုပ်ဖြစ်ခဲ့ပါတယ်လူတွေက Huawei phone တလုံးကင်တာဟာ နိုင်ငံအတွက်ဂုဏ်ယူစရာတစ်ခုလို့ခံယူခဲ့ကြပါတယ်။ဒါပေမဲ့ဒီသားမှာအသွားနှစ်ဖက်ရှိပါတယ်။မျိုးချစ်စိတ်ဆိုတဲ့ခံစားချက်ကထုတ်ကုန်ရဲ့အရေးသွေးညံပြင်းမှုတွေကိုအကြာကြီးဖုံးကွယ်ထားလို့မရပါဘူး။ဒီလိုဖြစ်ပျက်တွေထပ်ခါတလဲလဲကြုံလာရတဲ့အခါအထူးသဖြင့်လက်တွေ့ကြတဲ့လူငယ်မျိုးဆက်သစ်တွေပေါ်မှာမျိုးချစ်စိတ်ဆိုတဲ့ဆွဲဆောင်မှုကအလုံးမဖြစ်တော့ပါဘူး။သူတို့ကဒါကိုမျိုးချစ်စိတ်ကိုအသုံးချပြီးအိတ်ထဲကပတ်စံကိုလိန်ညာနေတာလို့စပြီးမြင်လာကြပါတယ်။ဒါကြောင့်အရေးသွေးပြဿနာတွေကဒီမျိုးချစ်စိတ်တုံးအားကိုနောက်ပြန်ဆွဲချသလိုဖြစ်နေပါတယ်။ ဒီနှစ်ချက်အပြင်နောက်ခံမှာတခြားသောယုံကြည်မှုပြောင်းရင်းစေတဲ့ကိစ္စတွေလည်းရှိပါသေးတယ်။ဟာဝေးတီထောင်သူရဲ့စစ်တပ်နောက်ခံသမိုင်းကြောင်းကနိုင်ငံတကာအတိုင်းဝိုင်းမှာအမြဲတမ်းမေးခွန်းထုတ်စရာတန်တရားဝင်စရာဖြစ်နေခဲ့ပါတယ်။သူတို့ရဲ့ကိုပိုင် OS ဟာလည်း Google Mobile Service GMS မပါဝင်မှုကြောင့်နိုင်ငံတကာမှာအသုံးမဝင်သလောက်ဖြစ်နေတယ်လို့ပြည်တွင်းမှာလည်း application အနေနဲ့ live ဖတ်မှုပြဿနာတွေရှိနေတော့မှာ customer ရဲ့သတင်းချက်လက်တွေကိုစောင့်ကြည့်ခိုးယူရဲဆိုတဲ့ဆွဆွဲမှုတွေကလည်းနိုင်ငံတကာသုံးဆွဲသူတွေကိုရော ပြည်ရင်းကနီးပညာနားလည်သူတချို့ကိုပါလက်တွန်သွားစေတဲ့အကြောင်းရင်းတစ်ခုဖြစ်နေပါတယ်။ဒီအချက်တွေအလုံးရဲ့အကျိုးဆက်ကိုဘယ်မှာအရင်ဆုံးမြင်ရလဲဆိုတော့နိုင်ငံတကာဈေးကွက်မှာပါ။ထိုင်းနိုင်ငံကဖြစ်ပြက်ဟာဥပမာကောင်းတစ်ခုပါပဲ။ထိုင်းသုံးဆဲသူတွေဟာအလွန်လက်တွေ့ကြပါတယ်။သူတို့ကိုမျိုးချစ်စိတ်ဆိုတဲ့ကောင်းတဲ့နယ်လာပြီးလှုံ့ဆော်လို့မရပါဘူး။သူတို့ကတန်ဖိုးနဲ့ငွေကိုပဲကြည်ပါတယ်။ပေးလိုက်ရတဲ့ပတ်စံနဲ့ထိုက်တန်တဲ့အရေးသွေးဝန်ဆောင်မှုစွမ်းဆောင်ရည်ကိုပဲလိုချင်ကြတာပါ။ဒါကြောင့်လေ Oppo, Vivo, Xiaomi တို့လိုတန်ဖိုးတင်ပြီးအရေးသွေးကောင်းတဲ့အခြားတရုတ် brand တွေကထိုင်းဈေးကွက်မှာရှင်းသန်နေတဲ့ချိန်မှာဈေးကြီးပြီးအရေးသွေးမတည်နိုင်တဲ့ Huawei ကတော့ Central Plaza ဘောကသူ့ရဲ့ flagship store နေရာကိုတောင်လက်လွတ်လိုက်ရတာပါ။ကဲနိုင်ငံတကာကိုထားလိုက်ပါ။တရုတ်ပြည်တွင်မှာပဲသူဆက်ရက်တည်နိုင်အောင်မလား။လက်ရှိနေထားရာ Huawei ရဲ့အနာဂတ်ဟာမျိုးချစ်စိတ်လွန်ကဲသူများနဲ့50 cent army ဆိုတဲ့အစိုးရ lobby တွေရဲ့ထောက်ပံ့မှုအပေါ်မှာပဲမူတည်နေရမယ်ဆိုရင်ဒါကကြာရှည်ခံမဲ့အခြေအနေမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ဒီအုပ်စုတွေကလည်းဟာဝေးဟာတကယ်တမ်းမှာတန်ဖိုးမရှိဘူးဆိုတာကိုတဖြည်းဖြည်းသိလာကြမှာပါအတွေ့အကြုံဆိုးတွေများလာတာနဲ့မျှမျက်စိမိတ်အားပေးမှုတွေလည်းရော့ကျလာမှာပါအရေးကြီးဆုံးချက်ကစီးပွားရေးကအရင်လိုမကောင်းတော့ဘဲဆက်ပြီးကျဆင်းလာတာနဲ့မျှပြည်သူတွေရဲ့ပတ်စံအိတ်တွေကလည်းပါလာပါလိမ့်မယ်လူတွေဝင်ဝင်နေလာတဲ့အခါပတ်စံကိုပို့ပြီးတန်ဖိုးထားသုံးဆွဲလာရပါတယ်ရုပ်ချစ်စိတ်ဆိုတာကအိတ်ကတ်ထဲမှာပတ်စံရှိမှလှုပ်လို့ရတဲ့အရာပါ ိတ်ကထဲကပတ်စံနဲ့လက်ထဲကဖုန်းဘယ်ဟာကပိုအရေးကြီးလဲမေးလိုက်ရင်အဖြေကရှင်းပါတယ်အဲ့ဒီခါကျရင်ဈေးကြီးပြီးအရေးသွေးညက်တဲ့ service center မှာနိုင်နဲ့ချီတန်းစီရမယ်ဖုန်းတလုံးကိုဝယ်ဖို့တွန့်ဆုတ်သွားကြပါလိမ့်မယ်ဟာဝေးကိုဆုံးလို့ဖို့ဆုံးပြချက်ဟာအရင်ကထက်ပိုပြီးမြန်ဆန်လာပါလိမ့်မယ်ဒါကြောင့်ဟာဝေးတယောက် တစ်ချိန်ကကမ္ဘာထိပ်တန်းဖြစ်ခဲ့ပြီမဲ့အခုတော့ကိုမွေးဖွားရတရုတ်ပြည်ဈေးကွက်ကနေမင်းမိန်ပြောက်ွယ်သွားမယ်နေဟာတိတ်မဝေးတော့ဘူးလို့ပဲထင်ရပါတော့တယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ